မှာတေချာကြည့်မိတယ်။အိမ်ထဲမှာခွေးလောင်ရင်းလည်းမရှိဘူးပဲ။ဟိုခွေးကိုညာကြဘယ်မှာထားကြလဲ။ဟမ်အိမ်ပေါ်မှာပဲထားတာဗျ။ဒီတော့မှတောင်းလေ။သူသိကျင်တာသိရပြီဆိုတော့အေးပါအေးပါ။မပြောကျင်တာတော့တေချာကယူဆိုင်လို့။ကဲကဲကိုကြီးပြန်မယ်နော်။အဲ့လိုနဲ့တောင်းလေ။လိုင်းကိစ္စမပြောပဲပြန်သွားတယ်။ဘိုးတူကတော့တပြေးပြေးနဲ့တောင်းကိုတန်တရားဖြစ်လာတော့တာပါ။ တရတော်ပို့ဒုတယောက်သူ့အိမ်မှာငပိန်နဲ့တူရွာတွေကကွေးတွေပျောက်တဲ့အကြောင်းပြောနေကြတယ်။မနေ့ကဦးချစ်မြန်ရဲ့တယ်လီယာလေးပျောက်သွားတာမင်းသိပြီလားပို့ဒုဟမ်ဟုတ်လားငါအဲ့ဒါတော့မသိဘူးအကြီးတင်ရွှေရင်ကကွေးမယ်လီပျောက်သွားတော့သိတယ်။ဦးချစ်မြန်ရဲ့ကွေးကဘလို့ဖြစ်တာလဲ။ငါလည်းသိကြတော့မသိဘူး။မနေ့ကသူလည်းအလုပ်ပင်မနာနေကွေးကိုလောင်ရင်နဲ့မထိတ်မိလိုက်ဘူးလေ။ အဲ့ဒီကနေပျောက်သွားတယ်ပြောတာပဲဟာဟုတ်လားဒါဆိုရင်တော့ငါတို့ရမှာခွေးပြောက်တာတော်တော်များနေပြီပဲနော်တော်သေးရပေါ့ငါခွေးမမွေးမိလို့ပိုတူအဲ့လိုပြောနေတော့ကာတစီပိုတူရင်ရှင်ရက်လာတယ်ခဏနေတော့ကားပေါ်ကနေခွေးလေကျိုးကိုင်ပြီးလူတယောက်ဆင်းလာတယ်အဲ့လူကိုမြင်တော့မှပိုတူကဟာဦးလေးဟိတ်တဲ့လာလာဘသူများလဲလို့ကျွန်တော်ကကြည်နေအားအပြေရတော့မရှိသေးဘူးဗျာ အမေကတော့ဟင်းချက်နေရဲ့ခေါ်လိုက်ရမလားနင်းနေဖို့တို့မခေါ်နဲ့တော့ဦးလေးကိုကြီးသိန်းကိုပြောပြပြီးသားဦးလေးကွေးလေးချက်ကိုမင်းတို့အိမ်မှာခဏထားခဲ့ဦးမယ်ဦးလေးလောကီစားနေခီးသွားဆရာရှိလို့အခုတလော ခွေးပြောင်များနေရောအဆင်မချလို့ကွာဟမ်ခွေးလေးကဗီဒီယိုရီတွေကလို့နိုင်ငံသားခွေးပုံစံလေးဖြစ်ပြီးချစ်စရာကောင်းနေအောင်ဆိုတော့ဖိုတူလေးမြင်းမြင်းချင်းချက်သွားတယ်ဟိုချက်ကအရန်လိမ်ပါတယ်မင်းတို့ထမင်းကျွေးပြီးတော့ရေတိုက်ရုံပဲ။ ။အကျန်နဲ့စာသူသိမ့်မဆောင်။နောက်ပြီးတော့လူလဲရှင်နေ။ဟမ်။ဟုတ်တယ်ဟုတ်တယ်ဦးလေး။ဟိုကျွန်တော်လေးသူတို့လိုကွေးလေးတွေအင်တာနက်ပေါ်မှာမြင်မှုတွေညျ။ဟိုရရလေးတားခဲ့လိုက်။ကျွန်တော်လဲအားနေရဆိုတော့ထိတ်မိမိ။အင်းအင်း။ဟိုဒါဆိုစိတ်ကြမယ်နော်ဘုသူ။ဦးလေးတော်ပြီ။ဟိတ်တယ်လေအဲ့လိုပြောလို့ကွေးလေးပေမှာချိန်ထားတဲ့ကျိုးကိုဘုသူ့ကိုပေးလိုက်တယ်။ကဲကြည့်။အလုတ်ကပြန်လာနဲ့ချက်ချင်းလာမြင်ခေါ်မယ်နော်။ တလူပြောပြီးခွေးကိုထွေးခွေးနှုတ်ဆက်လို့ထွက်သွားတယ်။ငပင်ကလည်းထိုင်နေရဲ့နေရာကနေရှင်းပြီးဇက်ကိုပုတ်တတ်နေရောတယ်။ဟိုဒီကောင်တကယ်ချစ်စရာကြီးလေကွာနင်။ငါတုတ်ပေါ်နေမိသွားရင်ဖုန်းလိုက်ဆက်ပြီးတော့ပြောလိုက်အောင်။ပြောမနေနဲ့ငပင်။ခွေးချောင်းရင်းနဲ့ပဲတကားရေးသွားကြတာပေါ့။ငါမေ့ကိုပြောလိုက်အောင်။အဲ့လိုပြောပြီးသူ့အမေကိုလှမ်းပြောလို့ခွေးလက်ကျိုးကိုခိုင်းကငပင်နဲ့အတူခွေးချောင်းထွက်လာတော့တယ်။ ရွာလင်နာရောက်တော့ဘုဒ္ဓရူနဲ့တုတ်ပေါ်တွေ့ကြတယ်။ဟဲ့အောင်ဘုဒ္ဓအမေခွေးတွေပါနေ။ဘာလဲဟာမင်းကလေခွေးပြောင်များနေပါတယ်ဆိုမှဘာလို့ခွေးတောင်ဝင်နေရလဲဟာ။အဲ့လိုမင်းနေရင်လေခွေးကိုလည်းပုတ်တက်ပြီးတော့ကင်နေရော်တယ်။ငါခွေးမဟုတ်ပါဘူးကွာငါ့အုပ်လေးခွေးရင်ငါ့အုပ်ကနာကြည့်ကင်တာလား။အဲ့ဒါနဲ့ငါကုသူ့ကိုခွေးချောင်းထွက်ပြီးနေရကွာ။အော်အဲ့လိုလား။အေးပါ။ ငါတော့ဒီနေ့မအားသေးဘူးကွာခဏနေကြအမေရွာထဲသွားရင်ငါအိမ်ဆောင်ရတော့မှာကွာဒါနဲ့မင်းတို့မိဝိုင်းစီရောသွားပြီးပြီလားဟမ်အေးခုပဲသွားမလို့ဒါဆိုလေသွားလိုက်အောင်မယ်ကွာဒီလိုနေပို့တူလေထွက်လာကြတော့ရင်အဲ့လိုကနေရှောက်လာနေအောင်လမ်းမှာအောင်မှုနဲ့မောင်မှုတို့နဲ့တွေ့ကြပြန်တယ်။အောင်မှုက ွေးဖို့တို့ကွေးလားဗျချစ်စရာလေးနော်ကိုင်လို့ရလားမကိုက်တတ်ဘူးမလားဗျမကိုက်ဘူးရတယ်ကိုင်ကိုင်ဒါနဲ့အဘူးနဲ့မဘူးတို့လည်းခွေးကိုပုတ်တတ်ပြီးကိုင်နေကြတယ်ကိုင်နေရင်ကချစ်စရာကြီးဗျခွေးကဦးရောင်းဖို့ကောင်းတယ်ခွေးကလည်းဘသူကိုင်ကိုင်ဟာငုံမဟောင်းမင်းနဲ့ညီနေတော့လားဒါကြောင့်ငပိန်ကဟဲ့မင်းဦးလေးခွေးကတော့ညင်နေရပဲဟဲ့ကောင်ဟောင်ရောဟောင်တဲ့လားမသိဘူး ဟုတ်တယ်မမကွာမင်းကလည်းခွေးပဲဟောင်း။ဟိုသူ့ညီနေဆိုတာက तू ကခွေးလိမ္မာမြို့မို့လို့ပေါ့ကွာ။အဲ့ဒီရဲ့ချင်းပိုတရိုနာနဲ့ရွာရီယာကာလာသာတောင်ပြေလျှောက်သွားတယ်။ခွေးကိုမြင်တော့တောင်လေး။ဟာခွေးလေးကချစ်စရာလေးပဲ။ဟေးဖိုးတို့ဒါကမင်းခွေးလားကွာ။အဲ့လိုပြောပြီးခွေးကိုလမ်းအကိုက်မှာပဲခွေးကအကိုက်မကန်ဘူး။ရုတ်တရက်ထအောင်တော့ရီ။ ဒါကြောင့်ခွေးကိုကင်နေတဲ့အောင်မှုတို့ညီကိုလည်းငန့်သွားကြသည်။အောင်မလိဗျဘာဖြစ်တာလဲခွေးရ။ဖိုတူနဲ့ငပိလည်းလန့်သွားလားဆိုတော့ဖိုတူကဟဲ့အောင်ချက်မဟုတ်နဲ့လေကွာဘာလို့ဟောင်နေရလဲချက်တိတ်ဆန်းဒါမှလည်းချက်ကတော့မရက်ပဲပိုလို့တော့ဟောင်တာတော့ပါလေ။ဒါကြောင့်ဖိုတူကဟာချက်ငါမင်းကိုရိုက်မှာနော်တိတ်လို့ပြောနေရလေ။ နေနေဘုဒ္ဓမင်းခွေရအစွာရင်နမရကြက်တယ်လားကဲမမင်းကိုကိုင်းတာမကြိုက်ရင်လည်းမကိုင်းတော့ဘူးတကယ်လေးနာညီအောင်ကိုဟောင်းနေတော့ပဲကဲဘုဒ္ဓရေသွားပြီဒီလိုနဲ့နှုတ်ဆက်ပြီးထွက်သွားတယ်တောင်းထွက်သွားတော့မှဂျက်ကလည်းဟောင်းနေရကနေပြင်ငိန်သွားတာဆိုတော့ဘုဒ္ဓဟာကဲအောင်မှုနေမှာဘုကိုကြီးတို့ဆက်လျှောက်လိုက်အောင်မယ်ကွာညနေကြမှာအိမ်လာခဲ့ကြတော့နော်ဟာ ဒလုံနဲ့ပိုးထူးတို့တွေလည်းဆက်လျှောက်လာခဲ့ကြသည်အလုကနေမိဝိုင်းကိုရောက်လာကြတယ်။မိဝိုင်းကလည်းချက်ကိုမြင်တော့ဟဲခွေးလေးရချစ်စရာလေးမျက်နှာလေးကဥရစရာလေးနော်။ဒီကမှာတော့ချက်ကဟာမွတ်နေနေတာသာပို့ပြီးတော့တော့ငြိမ့်ချသွားပါသေးတယ်။ဒါကိုကြည့်ပြီးတော့ဖိုးထူအောင်ဟဲ့ငါပဲ။ မင်းမလို့တင်လေကွအေးကွာထူးဆန်းနေဟိုတလန်းလုံးလူတကာကိုင်လာတာအကောင်ကိုကြီးတောင်ကိုင်မထအောင်နေဆိုတော့ဘာလို့လဲမသိအေးဟုတ်တယ်နော်အဲ့လိုတွေးနေတော့ဖိုတူနဲ့ငပိန်တို့တရားမျက်နှာတယောက်ကြီးမိသွားကြတယ်မဟုတ်မှလို့ရောဖိုတူကအဲ့လိုပြောပြီးငပိန်မင်းလေငါတင်လို့ထင်လားအေးထင်နေတကယ်ပဲကိုကြီးတောင်က ဒီခွေးပြောက်မှုတွေနဲ့ပတ်သက်နေရလားဘုဒ္ဓနဲ့ငပိန်တို့နှစ်ယောက်တောင်းအပေါ်မှာစပြီးတန်တရားတွေဖြစ်ကုန်ကြတယ်နောက်တည့်ရက်မှာတော့ဘုဒ္ဓတယောက်ဇက်ကိုပုတ်သက်ရင်သူနဲ့လဲမင်းကျိုးလီ တက်ပြီးနေခဲ့တယ်အဲ့ဒီရဲ့ချင်းငပိန်တို့တောင်းယောက်ရောက်လာပြီးတို့ဘုံဟာဟဲ့ဘုဒ္ဓမိမရေလုံနေရလဲကွာအော်ငါဒီမှာလေ ခွေးပိုင်ရှင်ဦးလင်းဟိတ်တက်ကသူ့ခွေးပြောက်မှာစိုးလို့ဆိုပြီးဟို GPS ပါတဲ့လက်ဆွဲလေးလှမ်းပို့ပေးလိုက်လို့အဲ့ဒါဆွဲပေးနေတာကွာ GPS ဆိုတာဘိုင်းလေပို့သူရဲ့ဒါနဲ့မိဝိုင်းကိုတို့ဘောကဆရာကြီးဝင်လုံးတော်ရင် GPS ဆိုတာတင်းနီယောင်ပြောတာလေမိဝိုင်းမရဲ့နေရနေဆရာမကြီးလုံနေပြီးတော့ဒါလောက်တောင်မသိဘူးလားသိပါရဲ့ဟာနေများသိမလားလို့စမ်းသက်ကြည့်ဟဲ့ဘူးတို့ဒါဆိုခွေးပြောက်သွားလေ နေရ GPF ကနေလိုက်ရှောင်လို့ရတာပေါ့နော်ဟုတ်လားဟိုဒါဆိုဒီဆွဲကြောတော်တော်စီကြီးမှာပြီဟမ်ကြီးရပေါ့ဟာဒီမှာလေးငါပြမယ်ဒါနေပို့သူလေးသူ့ဖုန်းထုတ်ပြီးပြားတယ်ဒီမှာမြင်လားအခုချက်ကဒီမှာရှိနေရသူသွားနေနေရတဲ့ငါသိတယ်ဒါပေမဲ့ငါနေလို့ကိုကြိုးပြောင်းထားအောင်မယ်နော်ဒီအကြောင်းဘယ်သူမှမပြောနေနော်ကြားလားအေးပါစိတ်ကြမပြောဘူးရေငါတို့ကမသူပြောစရာရှိလို့လေဝူး သူတို့ပြောနေုံတောင်းတောင်းဖိုးတူအိမ်ထဲကိုခက်တီတီနဲ့ဝင်လာ ਈ ဟေးဖိုးတူဦးလေးသိရောမတွေ့ပါလားဘဲသွားလဲဟာအဖေကဒီချိန်လဲထဲမှာဗောဗျကိုကြီးတောင်းအောင်လေဘာဖြစ်လို့လဲဗျဟာအဲ့ဒီရဲ့ချိန်တောင်းတန်လင်ကြရောအမညင်းနေရဲ့ချက်ကထောင်းတော်ရီဒါကြောင့်ချက်ကိုကိုင်းနေကြရင်တုပ်ပေါ်နဲ့မြွယ်နဲ့လန့်သွားတယ်ဟဲ့ဘလို့တော့ဘာဖြစ်တာလဲဟာ အဲ့လိုဝရုံးတော့မှဖြစ်နေတော့တောင်ကဖုန်းကိုတူပြီးချက်ကိုဓာတ်ပုံနေမတိမတာရိုက်ထားလိုက်တယ်။ဟဲ့အောင်ချက်မင်းကမဟောင်နဲ့လို့ပြောနေရည်ကွာ။ငါပဲမင်းသူ့ကိုတနည်းအားခေါ်တော့ဆက်ကွာ။ငါဒီမှာနားရည်ကြီးလာပြီ။အေးလာလာချက်လာအပြင်ထွက်ပြီးတော့နန်းရှောက်ရအောင်။ဂျက်ရဲ့လက်ပင်းကျိုးကိုဆဲပြီး အပြင်ကိုခေါ်သွားတော့တယ်။ဂျက်ထွက်သွားတော့မှမိဝိုင်းကဟဲ့ ဘလို့ဖြစ်ပြီးတော့ချက်ကကိုကြီးတောင်ကိုတွေ့ရနေအဲ့လောက်ဟောင်းရတာတော့ဟာငါနာဥသွားတာပဲဟာမာစီခွေးဆိုတာဒီလိုဆောင်မှခွေးလိုခေါ်တာဟိုဒါနဲ့ဖို့တို့ကိုကြီးစေတနာနဲ့တတိပေးမယ်နော်အခုခွေးတွေပြောင်းနေရတေချာကြီးဆိုင်အောင်ပြောက်သွားရင်နှမျောစရာကြီးကမင်းခွေးကတတော်ဈေးကြီးမှာတောင်ကအဲ့လိုပြောပြီးအိမ်ထဲကိုကြီးလိုက်တယ်အိမ်နောက်တော့အခုမှတေချာကြည့်မိတယ် အိမ်ထဲမှာခွေးလောင်ရင်းလည်းမရှိဘူးပဲ။ဟိုခွေးကိုညာကြဘယ်မှာထားကြလဲ။ဟမ်အိမ်ပေါ်မှာပဲထားတာဗျ။ဒီတော့မှတောင်းလေသူသိကျင်တာသိရပြီဆိုတော့အေးပါအေးပါမပြောကျင်တာတော့တေချာကြီးဥဆိုင်လို့ကဲကဲကိုကြီးပြန်မယ်နော်။အဲ့လိုနဲ့တောင်းလေလိုင်းကိစ္စမပြောပဲပြန်သွားတယ်။ဘိုးတို့ကတော့တပြေးပြေးနဲ့တောင်းကိုတန်တရားပြစ်လာတော့တာပါ။ ဒီလိုနဲ့တညက်နေမှာတော့ဖိုးထူးဟာသူ့အဖေကိုအဖေဟိုတားတော်ဘောလို့နဲ့ချောင်းထဲမှာရေးသွားကုမလို့အဲ့ဒါဟိုဂျက်ကိုခဏကြည့်ထားပေးဦးနော်အဖေအေးအေးသွားသွားအဖေကြည့်ထားလိုက်မယ်ဒီလိုနဲ့ဖိုးထူးလေသူ့အဖေလိုရှိရမယ်ဆိုပြီးစိတ်ချလဲချနေထွက်သွားတော့တယ်ဒါမှမဟုတ်လူကြီးဆိုတော့ဟိုလို့ဒီလိုနဲ့ဂျက်ကိုသေးချာမကြည့်နိုင်မေးအယောင်းထက်မှထားခဲ့ပြီးတော့အပေါ်ကိုတက်သွားတော့တယ် ဲ့ဒီအချိန်မှာပဲတပတ်မှလေးတောင်းကခွေးကိုအိမ်မြန်ထွက်လာအောင်အချိချိုးနဲ့ကြည်ထားတဲ့ကျက်ပေါင်ကြီးကိုအိမ်ထဲလှန့်ပြလိုက်တယ်။ကျက်လေကျက်ပေါင်နဲ့ကြတော့အမီလီတရရင်နဲ့ထလာလာဆိုတော့တောင်းကဟုတ်ထလာပြီထလာပြီလုံနဲ့နောက်ဆုံးမှတော့ကျက်တရအောင်အိမ်ရှိကိုရောက်လာတယ်။အဲဒီတော့မှတောင်းကကျက်ပေါင်ကိုအသာတကြီးကျွေးလိုက်တယ်။စာစာမြင်မြန်စာဒါမှမြင်မြန်အိတ်ချင်မှာ တကယ်တော့တောင်ကဂျက်ကသူ့ကိုမြင်ဟောင်းနှုံးလို့ဖမ်းမရမှာဆိုတဲ့အတွက်အိတ်စီလူထားတွေစက်ပေါင်နဲ့အိတ်ရှိကိုမျှခွန်လိုက်တာပါဒီလိုနဲ့ခဏကြာဂျက်တရားအစာစားနေနေအိပ်ပျော်သွားတယ်ဒီတော့မှတောင်လေးဂျက်ရှိရဲ့နေအောင်ရှောက်သွားတယ်ဟွဘာတက်နိုင်သေးလဲလူချင်ကြီးဘယ်ခွေခံနိုင်မှာလဲကွာဟောင်းချင်းနဲ့ခွေစွာလုံးနဲ့ခွေ အခုတော့ငားလက်ထင်မှနေညင်ကြသွားပြီမလားဒီဒီကရောင်းမိရင်တော့ငါတလားနှစ်လားလောက်လုံးမလုံးပဲ ထိုင်စားရင်တော့ရလောက်တယ်ခဏနေတော့ဖိုးတူတယောက်မြေထဲမှာရေကူးပြီးတော့ငပိန်နှိုးနဲ့အတူတုပ်ပေါ်ဆိုင်ငင်နဲ့အိမ်ကိုပြေးရောက်တာ ड़ी အဲ့ဒီရဲ့ချင်းချက်ကိုမတွေ့ရနဲ့ဖေးအဖေချက်ရောချက်ဟာဒါနဲ့ဦးသိန်းလည်းအိမ်မော်ကနေကြပြာကြရနဲ့ရှင်းလာ ड़ी ဟမ်မရှိဘူးလားခုနကမှရှိပါသေးတယ်။ဟာအဖေရတယ်ဗျာ တန်းတယ်လို့ဖြစ်မှာစုလို့တေချာမှားထားခဲ့တာပျောက်ပြီလားမသိဘူးဗျာအိမ်နဲ့တနည်းအားရှိလောက်မှာပါရှာကြည့်အောင်အဲ့ဒီရဲ့ချင်းတပွားဝင်ပြောလိုက်တယ်ဟာဘာလို့အိမ်နဲ့ရှာမှာလဲမင်းတို့ကလေ GPS နဲ့ကြိတ်ထားတယ်မဟုတ်ဘူးလားအဲ့ဒီကနေရှာလေတပွားပြောမှဖူးတူလေ GPS ကိုတတိယသွားရင်အေးဟုတ်သားပြီတပွားပြောမှငါတတိယရတယ်ဒါနဲ့ကြက်ချင်းမေသူ့ဖုံကိုထုံလိုက်တယ် ဖြောင်းနေဟိုချက်ချက်တနေအောင်ပြနေရအနာဘက်ကတောဆန်နာမှာတဲ့ဒီကောင်မလို့လို့အဲ့ဒီကိုရောက်သွားတာလေတကားမှလည်းမသွားဘူးပဲနေပိုတူလည်းအဲ့လိုပြောရင်နေတစုံတရာကိုစဉ်းစားမိသွားတယ်ဟာမဟုတ်မှလို့ရောအဖက်ခံလိုက်ရလားမသိဘူးဒုက္ခပဲဖြောင်းနေမြင်မြင်လိုက်ရအောင်ကွာအေးအေးငါဆိုင်ငင်းနဲ့သွားမယ်တက်တက်ဒီလိုနေပိုတူတို့တတွေတော်ပေါ်ဆိုင်ငယ်ပေါ်တက်ပြီးတော့လိုက်သွားကြတယ် တော်ဆက်မှာတော့ကားနောက်ကန်းအခွေးလောင်ရင်မှခွေးရည်အများကြီးရဲ့အောင်းအင်တန်ကြီးစုညံနေရတာပါအဲ့ဒီထဲကမှဇက်ကလည်းတောင်းဟိုကြည့်ကြည့်ပြီးတော့ဟောင်းနေရတယ်ဒါနဲ့တောင်းလေးစိတ်တူပြီးဒီခွေးရတော့ကွာငါပိတ်ဒီလိုက်ရဟောင်းတော့ငါ့ကိုကြည့်ဟောင်းနေရငါတော့မင်းကတန်မိုးကြီးနေလို့သာဒီလောက်တီးခတ်နေရမဟုတ်ရှင်တော့မင်းငါ့လက်စာမိမိသာမှတ်အဲ့ဒီရဲ့ချင်းဇက်ကလောင်ရင်ရှိနာဒီတိုးလာပြီး ။လောင်ရင်တကားဘလို့ခတ်တာလဲဆိုတာကြည့်ကြည့်။လောင်ရင်တကားကတော့နေခတ်တာမဟုတ်ဘူး။တန်ကြိတ်ကောင်နဲ့ခတ်တာတော့ဆိုတော့ဇက်လေချိန်ထားတဲ့ကြိတ်ကောင်ပြုတ်တော့တားရီခုံတော်ရီ။ဒါအောင်မြင်တော့တောင်းကဟာဒီခွေးတွေကဘာလုပ်နေကြရလဲဟ။အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကကြိတ်ကောင်လှုပ်နေတာမြင်သွားပြီးတောင်းလေအာဒီခွေးတွေကတော့အရေးတဲ့မှာညံလာကောက်မြနေသေးတယ်ငါနေ။ ဓာနဲ့တောင်းလဲခြေကောက်ကိုပြုတ်ပြီးတကောင်းကိုပြီးလို့တော့ခလောက်ခက်ပြက်လိုက်တယ်။ကဲမှတ်ပလားခုံကြစမ်းဟမ်ဒီတော့ခလောက်ကိုရောဘလုံရအောင်ဖွဲ့မလဲဆိုတာကြည့်ချင်တယ်။သူလဲဒီလိုပြောပြီးမှဝင်မဲ့ဝင်လက်ကိုသာစောင့်နေရောတယ်။ဒီလိုကလဲကြားလိုက်တာကွာပေါ်မလာနိုင်ဘူး။အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုတယ်လို့ဖိုတိုရဲ့ဆိုင်ကသူ့ရှေ့ကိုရောက်လာတယ် ဘိုးဒူဟာဖုန်းကိုကြည့်ပြီးတော့ဟုတ်တယ်ဒီနေရာပဲတော့ဘွဲ့ဖះအောင်ကပေးစင်ဒီနေရာပဲဒါနဲ့သူတို့တွေဆိုင်ငယ်ဘွားနေဆင်းလိုက်ကြတယ်ဟဲ့ကလေးတွေဒီကိုဘာလာလောက်ကြာတယ်ဒီနေရာကမင်းတို့နဲ့မဆိုင်ဘူးပြန်ညအခုတော့ရွာနဲ့ခွေးတွေပြောင်းတဲ့ကိစ္စနာမည်ကြီးနေလို့ဘသူများတရားခံဖြစ်မလဲဆိုပြီးစိတ်ဝင်စားနေရလက်ဆတ်တော့ကိုကြီးတောင်ဖြစ်နေရပဲဗျငါ့ကိုတရားလာကြဘူးစ조사မနေနဲ့ ငါခွေးပွဲစားလုပ်နေရပဲရှိတယ်။ဘာအကုသို့လုပ်မှာမလုပ်ဘူး။တောင်းစကားကြောင်းငပိန်ကသူများခွေးတွေကိုခိုးပြီးတော့ရောင်းစားရဲ့လောက်ကပွဲစားလို့မဟုတ်ဘူးဗျ။ဗမာလေးချက်။ဘာချက်မှမရှိဘူး။မင်းတို့ခွေးဒီမှမရှိဘူးပြန်တော့။အဲ့ဒီရဲ့ချိန်ဖို့သူကဖုန်းထဲက GPS ကိုပြလိုက်တယ်။ဒီမှမြင်လား။ခွေးတခုတောင်းချမ်းနေလို့ကျမ်းရဲ့လေပင်မှာတီနီယာပြပြီးရဲ့လေဆွဲဆွဲပေးထားလား။ကိုကြီးတောင်ဘာညှင်းနေရလဲဗျ။ ဲ့ဒီမှာပဲကားနောက်ခံနေရခွေးလောင်ရင်နေမှာခွေးရီကြားထဲကနေဟောင်းနေရဲ့ချက်ကိုမြင်သွားတော့တယ်။ဒါနဲ့ဘိုတူလေးဟာခမချက်ပဲချက်ဘိုတူလေးပြောပြီးလောင်ရင်တကားကိုသွားဖွင့်မယ်လို့တောင်ငှက်ရှိလိုက်တယ်။ဟာလောင်ရင်တော့ငှက်ရည်ထဲမှာမင်းမလို့ဖွင့်ပါလေဖွင့်စမ်းပါ။ဒါနဲ့ငပိန်လေးတောင်စီကနေတော့လူမယ်လို့ဖိုးတူကလှမ်းထားတယ်။ဟဲ့ငပိန်မလူနေရရင် ငါငါဖွင့်ပြမှာဘူဒူလည်းအဲ့လိုပြောပြီးမြေကြီးပေါ်ကကြောက်တုံးကိုခြင်လို့တော့ရိုက်ခွင်နေအဲ့ဒါအောင်မြင်တော့တောင်းလဲလန့်သွားတယ်ဟေးဖို့သူမင်းမင်းအဲ့ဒါဘာလုပ်တာလဲဖေစံကိုေးတောင်းအောင်မပြောရလေဘလို့ဖွင့်မှလဲဖွင့်ကြမှာစို့ကျွန်တော်ရအောင်ဖွင့်နေရမယ်လीညာဒါနဲ့တောင်းလဲစိတ်တို့ပြီးဖို့သူစီကိုသွားမယ်လို့ရပိန်နဲ့တော့ဘောလူကောင် ရှိကနေဝင်ကြလိုက်ကြည့်အဲ့ဒီချိန်ဘိုးတို့ကလေခွေးလောင်ရင်တကောင်ခကြမ်းချက်နဲ့ရိုက်ကြဖွင့်နေရမှာရှာစမ်းကွာမြမြန်ရှာစမ်းအဲ့လိုနဲ့တော့ပြတ်သွားချိန်မှာဖိုးတို့ကဟဲ့ငပိန်တဲ့တို့ပေါ့ရှိရနေဖယ်ပေးလိုက်ကွာတူလာကျင်လာပါစီဒါနဲ့ငပိန်တဲ့တို့ပေါ်လေတောင်းရှိပိတ်ရဲ့နေရာကဖေးလိုက်ကြတယ်ဖေးလိုက်တာနဲ့ဒီပိုင်းနဲ့တောင်းနေဖိုးတို့စီကိုပြေးလာ ဟဲ့ဘုလူဖေးစမ်းဖေးမှာပါဗျဖေးမှာဥကျင်းတဲ့ကိစ္စကျွန်တော်မရှင်းသူတို့ရှင်းလိမ့်မယ်ဗျဟမ်အဲ့လိုပြောပြီးဘုသူကပြတ်သွားတဲ့တော့နှုတ်ဖြစ်ပြီးလောင်ရင်တကားကိုဖွင့်ပေးလိုက်တယ်အဲ့ဒီမှာပဲခွေးတွေကတော့ကောင်းမွန်အနေပြေးစင်လာကြပြီသူတို့စီပြေးလာနေတဲ့တောင်းကိုဝိုင်းခိုက်ကြတယ်အမလီအမလီလောက်ကြအောင်လောက်ကြအောင်ဖတ်ခွေဖတ်ခွေခွေးတွေဝိုင်းခိုက်ကြတာဆိုတော့ ။တောင်လေးမြေကြီးပေါ်မှာမလုံနိုင်နဲ့ငြိမ်ကြသွားတယ်။အဲဒီတော့မှခွေးရင်လေးသူတို့ပိုင်ရှင်တီးတီးစီပြန်သွားကြပြီးတော့ဇက်ကလေးဖိုးတုစီကိုရှောက်လာတယ်။ဖိုးတုကိုတွေ့တော့ပွေဖက်ပြီးရှိုင်နဲ့ရက်နေရဆိုတော့ဖိုးတုလေး။အေးပါကွာရပါပြီကွာရပါပြီ။တော်တော့တော်တော့မိကျေးဇူးတင်တာငါတိပါပြီကွာငါတိပြီရဲ့အဲနောက်တော့ဖိုးသူတို့လည်းဂျက်ကိုဆိုင်ငယ်ရှေ့ချမှာထားပြီးဂျော်ရင်းကိုပြန်လာခေးကြတော့ဒီ